ို့ဆိုရင်ကျွန်တော်ပြန်ပြီးတော့ပြန်ပြီးတော့ဘယ်တော့မှမရတော့တဲ့အချိန်ပေါ့နော်ပြန်ပြီးတော့ဘယ်တော့မှမရတဲ့အချိန်တွေတော့ဒီမျိုးပြန်စဉ်းစားပြီးပြန်ရှင်းနေလို့ရတယ်ပေါ့လေအဲ့လိုမျိုးနဲ့အကြည့်ကြတာအများပါတယ်ခုထက်တော့ပုံပြီးသဘောကျတဲ့လူတချို့လူတွေရှိနေပေါ့တချို့ကတော့အဲဒီဒီလိုမျိုးအတိတ်အကြောင်းတွေတော့ကျွန်တော်အဓိကတော့နှိခဲတဲ့လူတွေပေါ့နော်အခုမြင်နေရတဲ့လမ်းကားကြီးကိုတော့သုံးစကုန်နံပါတ်နဲ့တွဲပြီးတော့မှတ်မိကြပါမယ်ဒီလိုင်းကနံပါတ်နဲ့ပေါက်တဲ့ရတချင်းကြောင့်လည်းအခုလိုမျိုးမှတ်မိနေရဖြစ်နိုင်ပါလေ။အဲ့ဒီကတော့ကင်မရာလည်းမရှိဘူး။ အဲ့ဒီဓာတ်ပုံရိုက်ဖို့ဆိုတော့ကျွန်တော်ဆုတ်ဗာလေဒီဓာတ်ပုံဆရာနဲ့တွေ့မှာဒီဘယ်လောက်လဲမသိဓာတ်ပုံတော့အဲ့လိုမျိုးပေးရိုက်ရတော့မိသားစုလိုက်ဖျားမှာဒီလိုမျိုးတက်တော့ရဲ့အဲ့လိုမျိုးရိုက်ကြရတာရိုက်ကြတော့ဗီဒီယိုရိုက်ဖို့ဆိုတော့ဝေးရပေါ့နော်မမရဆိုလို့ရှိရင်ကျွန်တော်အဲ့ယထားပေါ်ကအဒီတရားရှိခချောချောအဒီတရားရှိ သူကအခုတည်းရှိနေတယ်သူတူမှပြက်ကလာမှတ်နေတာပေါ့နော်ကျွန်တော်လာမှတ်ပြီးတော့အဲဒါကျမတို့အန်တီပဲဆိုပြန်မြင်ရတော့သူလည်းဝမ်းသာကြမှာပါအဲ့လိုဟာမျိုးကျွန်တော်လည်းမမြင်ဘူးအောက်ဆီရောဒုသိုးရုပ်တို့ပြီးမိုးချိုးခန့်ငယ်လေးများတော့ဆိုလို့ရှိရင်ကျွန်တော်တို့လည်းမမေ့လိုက်ဘူးပေါ့နော်မကြည့်ဘူးလိုက်ဘူးပေါ့နော်အဲ့ဒါအဲ့တော့အဲ့ဒါကိုပြန်ဖတ်ရှာပြီးတော့ပြန်ဖတ်ရတယ်ပြီးတော့ကို့အတွက်လည်းအာသူတို့တော့ဒီလိုမျိုးပါလားဒီလိုငယ်ငယ်တော့ဒီလိုမျိုးပါလားဆိုတော့အဲဟိုမြင်ဘူးတာဘုသူတရရတာပြီးလို့ရှိရင်ဒါဟိုရုပ်ကြီးနေနဲ့မြင်ဘူးတာပေါ့နော်အဲ့လိုမြင်ဘူးလေးတဲ့အတွက်တော့အဲကိုအနေနဲ့လည်းကောင်းပိုကောင်းမှထိုက်ကြည့်နေရတယ် ကျွန်တော်ပြီးတော့ခင်ဗျာရဲ့ကျွန်တော်လေးချက်တက်တယ်ကြာဟုတ်လားဟုတ်ကဲ့ဘူးတော့တော့ပြီလားတော့တော့ပြီအကျော်ကြာတော့ရဲ့ချက်လိုက်ချက်လိုက်အဖေတို့လည်းကြီးတော့ကြာတယ်ကြီးတော့ကြာတယ်ဒါတော့ချစ်လို့လားကြောက်လို့လားဒီကလေးမအဲ့အဲ့ဗီဒီယိုကိုကျွန်တော်ကုန်းနေတော့ကအဲ့ဟာဆိုင်ရင်မရှိဘူးအဲ့ဗီဒီယိုခွဲတီးတော့ရိုက်ထားတယ် တွင်းတဲ့ interview ပြောထားရဆိုတဲ့ဟာစီရင်မရှိဘူး။ကျန်တဲ့အခွေတွေရတယ်ဆိုတော့နံပါတ်တိတ်ခွေနံပါတ်ဘလောက်ပေါ့နော်။အဲ့မှာဘလူအကြောင်းအရာရိုက်ထားတဲ့စီရင်ရှိတယ်။ဒါပေမဲ့အဲ့ interview မှာစီရင်မရှိဘူး။ဒီတိုင်းစီရင်မရှိဘဲပျောက်နေတဲ့အခွေတွေလည်းအများကြီးရှိတယ်။အဲ့ဒါကျွန်တော်အဲ့အခွေတွေထွင်းနဲ့ထိုင်ကျင်နေတဲ့တွင်း interview ဖြတ်ခနဲပေါ်လာတာ။ပေါ်လာပြီးတော့ပြောချင်တော့အဲဖြစ်ချင်တော့အဲဒီရေးစားနဲ့နည်းနည်းလူငယ်ဆန်တဲ့ဟာပြောတာပေါ့။လူငယ်ဆန်တဲ့ပြောဟာကျွန်တော်လည်းတော့သဘောကျ။ဒါပေမဲ့ချက်ချင်းတင်ဖို့လည်းစဉ်းစားတယ်။ဒါပေမဲ့ချက်ချင်းတင်လိုက်တာလည်းစားလို့ရှိရင်ပေါ့အဲ့လိုတနေ့နေ့အမှတ်တရနေ့တစ်ခုခုကြာတော့မှ အဆောက်ရောပေါ့နော်ကျွန်တော်နည်းနည်းလေးဖြည့်ဆွတ်ပြတင်တာပို့ကောင်းမယ်ကွန်နက်လေးတစ်ခုလောက်ပြတင်တာပို့ကောင်းမယ်ဆိုပြီးတော့စဉ်းစားပြီးတော့လုပ်ဖြစ်ခဲ့တာပေါ့ခုထက်တော့ပို့ပြီးသဘောကျတဲ့လူတချို့လူတွေရှိနေပေါ့တချို့ကတော့အဲဒီဒီလိုမျိုးအတိတ်အကြောင်းတွေတော့ကျွန်တော်ဒီကတော့မိခဲ့တဲ့လူတွေပေါ့နော်မိခဲ့တဲ့လူတွေကသူတို့ငယ်ဘဝကိုပြန်ပြီးတော့စဉ်းစားပြီးတော့ဒီအမှတ်ရလေးပြန်စဉ်းစားလို့ရတယ်ပြီးတော့ငွေချင်းတွေနဲ့ပျော်ခဲ့တဲ့အချိန်မျိုးအမှတ်ရလေးပြန်စဉ်းစားလို့ရတယ်နော်တခုတချို့ဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့ပြန်ပြီးတော့ဘယ်လိုမှမရတော့တဲ့အချိန်ပေါ့နော် ပြန်ပြီးတော့ဘယ်လိုမှမရတော့တဲ့အချိန်တွေဒီမျိုး ပြန်စင်းစားပြန်ရှင်းလို့ရရတယ်ဗောလေအဲ့လိုမျိုးနဲ့အကြည့်ကြတာများပါတယ်ကျွန်တော်ငယ်တော့ကဒီရန်ကုန်သားမဟုတ်ဘူးအဲနေရနေပြီးတော့ရန်ကုန်လာပြီးတော့အဲ့လိုရန်ကုန်လာတယ်ဗောလေအလဲတစ်ခါတစ်ခါစီလာကျွန်တော်တို့လည်းစီလာလဲတဲ့ဟာပေါ့အဲ့ဒါကိုကျွန်တော်ပြန်စင်းစားပြီးတော့ဗောလေအဲ့ဗီဒီယိုပြန်လုပ်ကြတာအခုမြင်နေရတဲ့ line ကြီးကိုတော့39နံပါတ်နဲ့တွေ့ပြီးတော့မှတ်မိကြမှာပါဒီ line ကနံပါတ်နဲ့ပေါက်တဲ့ red တင်းကြောင်လည်းအခုလိုမျိုးမှတ်မိနေတာဖြစ်နိုင်ပါတယ် ကျွန်တော် page မှာတင်ရတဲ့ရွေးချက်ကလည်းအဲ့တခုလည်းပါတာပေါ့နော်ကျွန်တော်ပြောလိုက်ပေါ့မေ့သွားတာပေါ့အဲ့တော့ကျွန်တော်တယောက်တည်းဆိုမှတဲစီမှာရှိနေတာလည်းဆက်လို့ရှိရင်အားလုံးမြင်မှုရအားလုံးစီမှာလည်းချို့လို့ဆိုလို့ရှိရင် page ချို့လို့ရှိရင် Facebook ကမဖြတ်မချင်တော့ရှိမှာပေါ့နော်အဲ့တော့ကျွန်တော်ရနေတဲ့ channel များများမှာတော့ကိုယ့်ရဲ့ video တွေကိုတင်ထားခဲ့လိုက်တယ်ပေါ့နော်အဲ့တော့ဒီနေရာတွေက media တွေမှာခြိသွားတဲ့အခါကျတော့ တယ်ဆိုလို့ရှိရင်ဒီလိုမျိုးခြားတဲ့မီဒီယာမှာရှိသွားပဲဆိုဖြစ်အချိန်မီးပြန်ချိလို့ရတယ်ဘာလို့ကိုကအတားမျိုးလေးကငါရန်ကုန်အကြောင်းလေးငါရန်ကုန်ရောက်တဲ့ငါတို့ငယ်တော့ရန်ကုန်တော့ရဲ့အကြောင်းလေးနည်းနည်းပြန်ချိချင်တယ်ဆိုလို့ရှိရင်ချိလို့ရအောင်ကျွန်တော်တို့တိတ်ထားလို့ရှိရင်ကျွန်တော်စီမှာပဲရှိနေမှာပေါ့အဓိကတင်ပြတဲ့အကြောင်းကလည်းအဲ့ဒါလည်းပါပါတယ်ငယ်ရောဆိုလို့ရှိရင်ဗီဒီယိုတက်ခွေငှားဆိုင်တို့ပြီးလို့ရှိရင်စာအုပ်ဆိုင်တို့ဆိုလို့ရှိရင်အဲ့လိုမျိုးမှာကြည့်ခဲ့ရကျွန်တော်ဆက်လိုက်ပြီးရှိရပါတော့ မြင်သားတွေရှယ်ပေါ့အပြင်မှာဆိုတို့တွေ့ရခဲ့တယ်လေတချို့ဆိုလို့ရှိရင်အဲ့ဒါဆုံးသွားခဲ့ပြီဆိုတော့တို့အယုတ်တွေပြန်တွေ့ရဆိုလို့ရှိရင်ဒါဟိုအမှတ်ရနေမှာလည်းပုံကောင်းတယ်ပေါ့နော်ဒီတိုင်းတင်တန်းစားတဲ့စားဟာတဲ့ဆိုလို့ရှိရင်ပေါ့အဲ့လိုမျိုးနဲ့ဒီအမှတ်ဒီတို့ဆုံးတဲ့အမှတ်ရနေမှာနေမှာပြန်လောက်ဖြစ်တာပါ ဒါပေမဲ့အဲ့လိုဟာမျိုးကိုကျွန်တော်လည်းမမြင်ဘူးအောက်ဆီရောဒုတ်ထိုးရုပ်လို့ပြီးရင်မိုးကြိုးငှက်ငယ်လေးများတော့ဆိုလို့ရှိရင်ကျွန်တော်တို့လည်းမမေးလိုက်ဘူးပေါ့နော်အဲမကြည့်ဘူးလိုက်ဘူးပေါ့နော်အဲ့ဒါအဲ့တော့အဲ့ဒါကိုပြန်ဖတ်ရှာပြီးတော့တော့ပြန်ဖတ်ရတယ်ပြီးတော့ကို့အတွက်လည်းအာသူတို့တော့ကဒီလိုမျိုးပါလားဒီလိုငယ်ငယ်တော့ကဒီလိုမျိုးပါလားဆိုတော့အဲဟိုမြင်ဘူးတာဘုသူတရရတာပြီးလို့ရှိရင်ဒါကိုရုပ်ကြည့်နေတယ်မြင်ဘူးတာပေါ့နော်အဲ့လိုမြင်ဘူးလေးတဲ့အတွက်တော့အဲကို့အနေနဲ့လည်းကောင်းပိုကောင်းမှထိုက်ချင်နေရတယ်ဟုတ် ကျွန်တော်ငယ်ကလေ my name is mama my father name is upa my mother name is don အဲ့ဒီကနာမည်ကိုကျွန်တော်ရေးပြီးပေးထားတာပါကျွန်တော်ကိုယ်တိုင်လည်းမောင်မောင်ဖြစ်ခဲ့တယ်ကျွန်တော်လူရအောင်လည်းမောင်မောင်ပဲပေါ့လေကျွန်တော်ယောက်ျားလေးရအောင်လည်းကျွန်တော်တို့ ਨੇ တဲ့လူရဖြတ်တန်းခဲ့ရတဲ့လူရအောင်လည်းမောင်မောင်ဖြစ်ခဲ့တယ်ဆိုပြီးတော့အဲ့ဒီ idea လည်းပေးထားတာပါအဲကျွန်တော်ဒီ page စာဖြစ်တာရတယ်ဒီနောက်ကခွေအခုအခွေအကြောင်းပဲပြောရမှာပဲဒီခွေတွေကကျွန်တော်ဦးလေးတို့အဲဒီ80လောက်ကစခဲ့ media တခုอ่ะပေါ့နော်သူတို့ကအဲတော်ပိုင်းနှစ်10နှစ်20လောက် run ပြီးတော့သူတို့ကအဲ media မလောက်တော့ဘူးပေါ့နော်မလောက်တော့ဘဲနဲ့ဒီခွေတွေကိုသူတို့က အဲ့ဒီနေရာမှာဒီတိုင်းထားခဲ့လိုက်တာပေါ့သူတို့စီမှာရှင်းတယ်ဒီခွေတွေကပုံတွေကိုကျွန်တော်ခေါင်းထဲမှာမိုးရဲမှာဆွဲနေပေါ့ဆွဲနေပြီးတော့တရားတွေကဘယ်လိုအခါတွေရှိရဲဆိုတော့ဟာသိနေပေါ့လေအဲ့တော့သိနေရောအဲနောက်ပိုင်းဒီအခွေတွေကိုသူတို့ကဘာမှမဟုတ်တော့ဒီတိုင်းပြက်စီးသွားမှာဆိုလို့ကျွန်တော်ကယူလိုက်ရင်လည်းဒီ page ကိုစပစ်တာပေါ့အဲအဲ့ကလည်းမျိုးပထမအခွေရောက်လာအခွေကတို့ပြက်စင်းနေပြီအဲရိုက်ထားတဲ့ဟာလေတို့တေချာတင်းထားတယ်မဟုတ်ဒီတိုင်းပဲဟိုပြစ်ထားတဲ့အခွေလေးဆိုတော့လေခွေကတို့ပြက်စင်းနေပြက်စင်းနေဆိုတော့နံပါတ်1ကတ္တနာအဲ့ အခွေဟိုဒီတိတ်ထဲမှာတိတ်ဆက်ထဲမှာထည့်ပြီးတော့ကြည့်လို့ရအောင်လုပ်ရတဲ့ပြဿနာခွေကိုကြည်ကြည်လေးနဲ့ပြန်ပြီးကြည့်ရဖို့ဟာနံပါတ်၁ပြဿနာဖြစ်တာပါအဲ့တော့ကျော်လည်းဟိုလိုမျိုးရှောက်ဆက်ပြီးတော့ဒီထဲကမှုတွေတိတ်တွေဘယ်လိုမျိုးလုပ်လို့ရမလဲဆိုတာတော့ရင်းနဲ့ဟိုဆေးလို့ရမလဲဆိုတဲ့ဟာကိုမျိုးမျိုးစမ်းကြည့်ရင်လည်းအဲ့အဲ့လိုမျိုးလုပ်စတာပါ online မှာအဲ့လိုမျိုးပေါ့နော်အစပိုင်းတော့ဆိုရင်ဒီ page ကိုစတော့ကျွန်တော်ကဟိုအရင်ခက်တာခက်ကပုံစံပဲပေါ့လူထွက်ပြောတဲ့ narration ပုံစံမျိုးနဲ့အလူထွက်ပြောတဲ့အခုကျွန်တော်လိုပေါ့နော်ကျွန်တော်မင်းအိပ်ဖတ်ပြီးတော့အဲဘလာဘလာဘလာဘလို့ဖြစ်ပါရဲ့ဘာဖြစ်ပါဆိုတော့ပြောဖို့တော့ရည်ရချက်မရှိဘူးကျွန်တော်အဲ့လိုပြောရလဲခွင့်ရည်ရချက်မရှိဘူးခီးသား blog ဆိုလို့ရှိရင်လေဒီမျက်နှာပါတယ်ခီးသား blog ပေါ့နော်နောက်ကနေအတန်တော့ပါမယ်အဲ့လိုမျိုးပဲပေးစမ်းလောက်ခွင့်ရည်ရချက်ရှိတယ်ဒါပေမဲ့ page ကိုစပြီးတော့အဲခဏစပြီးတော့ပေါ့နော်အဲ့လို video ကလူကြည့်များရတဲ့ခါကျတော့တခြား YouTube တင်တဲ့ခါတွေလည်းရှိတယ်လို့မျိုး ဒီဟာကဟာမင်းတို့ဘယ်ကတောင်းလာတာလဲမင်းတို့တခြားသူချက်ယူထားလာတဲ့ဟာမျိုးတွေရှိလာတဲ့အတွက်ကျွန်တော်ကဗီဒီယိုတိုင်းမှာအဲ့လိုမျိုးပေါ့မိုဘိုင်းကွက်ရှိရဲဆိုတဲ့အကြောင်းကိုလိုကိုကတ်တာတော့ရုပ်ဖတ်ပြတာလုပ်လိုက်ရတာပေါ့နော်အစားတော့ကျွန်တော်လည်းအဲ့လိုမျိုးအရှိထွက်ပြီးတော့ဒီလိုမျိုးညှနာပြပြီးတော့ပေါ့နော်ဒီလိုမျိုးဖေးစားလောက်ချင်တဲ့ပုံစံမျိုးနဲ့အဲ့အဲ့လိုမျိုးအပိတမ်းရရချက်မရှိဘူးပေါ့နော်ဒါပေမဲ့ဒါနဲ့တယောက်တည်းဖြစ်နေတယ်ကျွန်တော်အကုန်လုံးတပင်နိုင်မင်းသားဖြစ်နေတာပေါ့နော်အရှိတ်ထပ်ပြောရတဲ့ကိုပဲအဲ့ဒီလောက်တာလည်းကိုပဲကောင်းတဲ့စင်စားရတဲ့ကိုပဲအခွေဆေးရတဲ့ကိုပဲခွေကူးရတဲ့ကိုပဲဆိုတော့ တယောက်တည်းလုပ်ဖြစ်တဲ့ပုံစံမျိုးပေါ့နော် collaboration လုပ်နိုင်အောင်ပို့ပြီးတော့အကောင့်နဲ့ video တွေထွက်လာမယ်လို့ထင်တယ်ခုနှစ်တက်ကြိတ်တွေဆိုတာက major နဲ့သူတွေအတွက်လည်းအဆင်ပြေနေပြီးတော့တတိယနေ့နဲ့သူတွေအတွက်လည်းလောလောနေတဲ့အားမျိုးပါဒီနေ့ကတော့ကျွန်တော်တို့သဘောကျတဲ့ဒေးဒေးဆိုကပြဆက်တွင်တယ်ကိုကက်ဆောင်လာ20ပြည့်ရဲ့နေ့ဖြစ်ပါတယ်အခုနေ့ဆိုလို့ရှိရင်တိတ်ခွေတွေအเจ้าညာတွေပေါ့မြတ်ပို့ပြီးတော့ပို့ပြီးတော့ခရီးဆိုင်ရမယ်ပို့ပြီးတော့ခရီးဆိုင်ရမယ် အဲအဲ့တော့ကျွန်တော်မစက်ပွဲလိုဟာမျိုးတွေကျွန်တော်ပြန်မြကျွန်တော်ပြန်ပြီးတော့ဒါမျိုးတွေပြန်မြင်ရဖို့မရှိတော့တဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုအကြောင်းအရာတွေပို့ပြီးတော့ပို့ပြီးအလေးထားရပါတယ်အဲအတန်းတန်းကြလဲအဲ့ဒါမစဉ်းစားမိဘူးအဲ့လိုမျိုးလေအဲတင်လိုက်တော့မှာပေါ့နော်သူတွေရောက်လာကြဟာဒီဗီဒီယိုမှာပါတဲ့လူကဒီ Facebook မှာချိန်ပြီးတော့ဒါကိုပြန်ချိန်ဖြစ်မယ်ဆိုတော့ကျွန်တော်တော့တင်တော့အဲ့လိုတော့မတင်ခဲ့ဘူး ့မထင်မိဘူးပေါ့နော်သူတို့အတွက်အမှတ်ချက်ဖြစ်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့သူတို့ငယ်တော့ပုံနေရတာအဲ့ခေတ္တကကင်မရာလည်းမရှိဘူးအဲဒီဓာတ်ပုံရိုက်ဖို့ဆိုတော့ကျွန်တော်ဆိုဗါလဲဒီဓာတ်ပုံဆရာနဲ့တွေ့မှာဒီဘယ်လောက်လဲမသိဓာတ်ပုံတော့အဲ့လိုမျိုးပေးရိုက်ရတော့မိသားစုလိုက်လည်းဖျားမှာဒီလိုမျိုးတန်တော်ရဲ့အဲ့လိုမျိုးရိုက်ကြရတာရိုက်ကြတော့ဘူရိုရိုက်ဖို့ဆိုတော့တော်တော်အဝေးရယ်ပေါ့နော်လူမင်္ဂလာဆောင်တို့ရှင်ပြုတ်လို့မာတော့မာတခါတလေကြားလို့ရှင်ဒါပတ်ဆက်ရှိတဲ့လူပဲငားနိုင်တဲ့အချိန်မျိုးပေါ့လားအဲ့တော့အငငယ်တော့ဒါအမှန်တကယ်ရိုက်တဲ့ဟာပြန်တွေ့ရဆိုလို့ရှင်တော့မမေရဆိုလို့ရှင်ကျွန်တော်အဲ့ယထားပေါ်ကအနေတရားရှိခချောချောအနေတရားရှိ သူကအခုထိရှိနေတယ်သူတူမှပြက်ကလာမတ်နေရပါတော့ကျွန်တော်လာမတ်ပြီးတော့အဲအဲဒါကျွန်တော်တို့အန်တီပဲဆိုပြန်မြင်ရတော့သူလည်းဝမ်းလာကြမှာပါညီမတို့ဒီလိုမျိုးပေါ့နော်ဒီ page ကိုစိတ်ဝင်စားကြည့်တဲ့ကြည့်ချတဲ့လူတွေပေါ့အဓိကတော့ဒီကြည့်ချတဲ့လူတွေဆိုဟာခင်ဗျာ content တွေမထုတ်တော့ဘူးလားမလုပ်တော့ဘူးလားပါဒီမှာဖြစ်နေကြပြီလဲဆိုအဲ content တစ်ခုလောက်ရနေကြတယ်ကျွန်တော်လည်းအချိန်ရပြီးတော့ဒီပေါ့နော်တကယ်စိတ်ထဲမှာကိုပြစင်းစားလို့ရတဲ့ content မျိုးမှပဲကိုလည်းပို့ပြီးလုပ်ဖြစ်တာလားပို့ပြီးတော့အဲပို့ပြီးတော့အားရှိရပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဟာတွေက ကျွန်တော်ကွန်တက်အများကြီးမတင်ဖြစ်နိုင်တာပေါ့နော်တင်ဖြစ်နိုင်တဲ့အခါကျတော့လို့ရှိရင်လည်းအဲ့လိုမျိုးဟိုလားတော့ဒီလိုဆက်မလုပ်တော့ဘူးလားမတင်ဘူးလို့မထင်ပါနဲ့လို့ကွန်တက်ကတော့လောက်ဖို့ရွယ်ချက်အများကြီးတော့အဲစဉ်းစားပြီးတော့အများကြီးတော့ကြိုးစားနေပါ